ရှင်ကျမမီရှဲပါ The Voice of Battery ရဲ့အော်တိုဝါလာ25ရက်နေ့စနေနေ့မနက်ခင်းနောက်ဆုံးရသတင်းလေးကိုတင်ဆက်ပေးသွားပါမယ်ရှင်စကိုင်းတိုင်းကလေးမြို့ကလေးအချင်းထောင်ရှိအချင်းသားတွေအနေနဲ့ထောင်အာဏာပိုင်တွေကိုငွေကျပ်30နဲ့ရှိပေးမှပြင်ပစေးရုံမှာစေကူတာခွင့်ရနေတယ်ဆိုတဲ့သတင်း နဲ့ရေကန်လေချောင်းကာကွယ်ရေးပြူဟာနဲ့မျက်နှချင်းဆိုင်ကာကင်းကုန်းစခန်းတစ်ခုနဲ့ပစီရွာအနီးအနားရှိကုန်းတစ်ခုကိုအာရခတက်တော် AA နဲ့ပူပေါင်းရေးတပ်တွေကဆက်လက်သိမ်းပိုက်လိုက်တဲ့ဆိုတဲ့သတင်းနဲ့အတူတခြားစိတ်ဝင်စားစရာနောက်ဆုံးရသတင်းတွေကိုတင်ဆက်ပေးသွားပါမယ်ရှင်။ပထမဆုံးတင်ဆက်ပေးမယ့်သတင်းအနေနဲ့စကိုင်းတိုင်းကလေးမြို့ကလေးအချင်းထောင်ရှိ အချင်းသားတွေအနေနဲ့ထောင်အာဏာပိုင်တွေကို ငွေကျပ်30နဲ့ချီပေးမှပြင်ပဆေးရုံမှာဈေးကူတာခွင့်ရနေတယ်လို့မြန်မာနိုင်ငံလုံးဆိုင်ရာနိုင်ငံရေးအကျဉ်းသားများကွန်ရက် PPNM ကထုတ်ပြန်ထားပါတယ်ပြီးခဲ့တဲ့ဩဂတ်စ်လကစတင်ပြီးအချင်းထောင်မှာဆေးဝါးလုံလောက်မှုမရှိတဲ့အပြင်ပြင်ပဆေးရုံမှာကုသမှုခံယူရမယ့်အရေးပေါ်လူနာတွေအနေနဲ့ထောင်အာဏာပိုင်တွေကိုငွေကျပ်၅သိန်းကနေသိန်း၂၀အထိပေးမှကုသခွင့်ရရှိကြတာဖြစ်တယ်လို့ဆိုပါတယ်။ ကျမ်းမာရေးဆိုးဝါးမှုကိုအခြေမတည်ဘဲနဲ့ငွေကြေးပေးနိုင်မှုပေါ်မှာအခြေတည်လာတဲ့အခါမျိုးမှာပြင်ပဈေးရုံတွေကိုဈေးဝါမကုတာနိုင်တဲ့အခြေအနေထိပါဆိုးဝါးလာတယ်။ပေးရတဲ့အခါမှာတော့ထုတ်ပေးတဲ့ထွက်ခွင့်ပြုလိုက်တဲ့ဝန်ထမ်းကိုလက်ဖက်ရည်ဖို့မုံဖို့ကတော့တယ်ဆိုတဲ့ခေါင်းစဉ်အောက်ကနေပေးနေရတာဖြစ်တယ်လို့ PPNM မှဦးဆောင်ကော်မတီဝင်ကိုတိုက်ထွန်းဦးကပြောပြထားပါဗျ။ ငွေကြေးမတက်နိုင်တဲ့အကျဉ်းသားတွေအနေနဲ့ပြင်ပဆေးရုံကိုတွားရောက်ပြီးဈေးကူတာခွင့်မရတာကြောင့်ကျန်းမာရေးဆိုးဝါးသူတွေပုံမှုများပြားလာပြီးမတန်ဆွမ်းဖြစ်သွားရသူတွေနဲ့အသက်သေးဆုံးသူတွေအထိရှိလာခဲ့ကအဲ့ဒီထဲမှာနိုင်ငံရေးအကျဉ်းသားတွေလည်းပါရှိတယ်လို့ဆိုပါတယ်။ စေဝါကုသဖို့လိုအပ်နေတဲ့လူတွေကိုပြင်ပစေးရုံကိုမပို့ပေးတဲ့အခြေအနေကြောင့်နောက်ဆက်တွဲယောဂဆိုးဝါးခဲ့လာတယ်။ကလေးထောင်မှာပဲနိုင်ငံရေးအကျဉ်းသားတွေမတည်ဆုံးတဲ့ပဲတည်ဆုံးခဲ့ရတယ်။အရေးအတွက်အားဖြင့်တော့နိုင်ငံရေးအကျဉ်းသားတည်ဆုံးမှုဟာဒီလိုဖြစ်စဉ်တွေကြောင့်အနည်းဆုံး2ဦးပေါ့လို့ကိုတိုက်ထွန်းဦးကဆိုပါတယ်။အဲ့ဒါအပြင်ထောင်တွင်းနိုင်ငံရေးအကျဉ်းသားတွေအပေါ်ဖိနှိပ်တဲ့အဖြစ်အပျက်တွေနဲ့တည်င်းတွေထွက်ပေါ်လာခဲ့တာကြောင့် ထောက်အာဏာပိုင်တွေကတရုတ်ပြတပ်ပုံရိုက်တာကျမ်းမာရေးဟောပြောပွဲတဒံတရုတ်ပြလှုပ်ဆောင်တပ်ပုံရိုက်တာတွေလှုပ်ဆောင်ပြီးပြည်ထရေးဝန်ကြီးဌာနအချင်းဦးစီးဌာနကိုပို့ဆောင်ကဖြည့်ရှင်းလေရှိတယ်လို့လဲကိုတိုက်ထွန်းဦးကပြောပါတယ်။ ပြီးခဲ့တဲ့ဇန်နဝါရီလကအော်တိုဝါလာအထိအကျဉ်းထောင်အသီးသီးမှာပြည်တံကြခံနေရတဲ့နိုင်ငံရေးအကျဉ်းသားတွေအနေနဲ့စေဝါဆောင်ရှောက်မှုလုံလောက်စွာမရရှိမှုနဲ့အရေးပေါ်စေကူတာခွင့်မရရှိမှုတို့ကြောင့်တည်ဆုံခဲ့တဲ့နိုင်ငံရေးအကျဉ်းသား28ဦးထိရှိတယ်လို့ PPNM ရဲ့မှတ်တမ်းတွေမှာ ဖော်ပြထားပါတယ်။ ။နောက်ထပ်သတင်းတစ်ပုဒ်အနေနဲ့တနင်္လာရီတိုင်းပိတ်ခရိုင်ပလောမြို့မှာစစ်စေးရေးဂိတ်ကစိုက်ကဲနဲ့ပြန်လာတဲ့စစ်သားနဲ့အုပ်ချုပ်ရေးမှုတို့ပြစ်ခတ်ခံရပြီးတေဆုံသွားကြောင်းသိရပါဗါ။အော်တိုဘာလ23ရက်နေ့မနက်ပိုင်းကဖြစ်တာလို့သိရပြီးပလောမြို့အမှတ်လေးအုပ်ချုပ်ရေးမှုနဲ့စစ်သားတယောက်တို့အမကရှစ်ကျောင်းအနားမှာဖြစ်ခံလိုက်ရတာလို့သိရပါဗါ။သူတို့ကဂိတ်ကပြန်လာတာမနက်၈နာရီလောက်ကြီးကျောင်းသားမှာအပြစ်ခံလိုက်ရတာနှစ်ယောက်လုံးတည်တယ် စစ်သားကအရက်ဝတ်နဲ့အုတ်ကြီးကိုလိုက်ပို့တာပြောတယ်လို့ဒေသခံတဦးကပြောပါတယ်။တေဆုံးသူမှာအမှတ်လေးအုတ်ချုပ်ရည်မှုဥဆိုးဝေဖြစ်တယ်လို့သိရပြီးတေတဲ့စစ်သားကတော့ကြောက်စု စစ်စေးရေဂိတ်ကလို့သိရပါတယ်။အုတ်ကြီးအိမ်ကိုပြန်လိုက်ပို့တာအเจ้าနာမှာဖြစ်ခံရတာသူတို့လူတွေအလောင်းတွေကိုလာကောက်ကြတယ် ်ပလောမှာနှစ်ဖက်လုံးအခြေအနေတော်ဆိုးနေတာအပြင်ထွက်ဖို့တောင်မလွယ်ဘူးလို့ဒေသခံတဦးကပြောပါတယ်အခင်းဖြစ်ခဲ့တဲ့အမကရှင်းနယ်လေရင်ကွင်းလမ်းဆောင်တဝိုက်ကိုစစ်ကော်မရှင်ကပိတ်ဆို့ရှာဖွေလာတွေလုပ်နေခဲ့ပြီးတေဆုံးသူတွေကိုပလောစေယုံမှာပို့ထားတယ်လို့သိရပါတယ်ဘိတ်ပလောလန်းနဲ့ဘိတ်ထဝယ်လန်းတွေမှာတိုက်ပွဲဖြစ်ပွားနေတာကြောင့်စစ်ကော်မရှင်တပ်ကပိတ်ထားတာလာနဲ့ရှိကြနေပြီဖြစ်ကြောင်းလည်းသိရှိရပါတယ်ရှင် နောက်ထပ်သတင်းတစ်ပုဒ်အနေနဲ့နက်ရီကန်လေဆောင်ကာကွယ်ရေးဗျူဟာနဲ့မျက်နှချင်းဆိုင် ကာကင်းစခန်းကုန်းတစ်ခုနဲ့ပစီရွာအနီးအနားမှာရှိတဲ့ကုန်းတစ်ခုကိုအာရခတက်တော် AA နဲ့ပူပေါင်းရေးတပ်တွေကဆက်လက်သိမ်းပိုက်လိုက်ကြောင်းသိရှိရပါတယ်။ အကျန်းဖတ်စစ်တပ်ရဲ့နှက်ရီကန်လေဆောင်ရန်ကာကွယ်ရေးဗျူဟာစခန်းကုန်းနဲ့မျက်နှချင်းဆိုင်ဂုံးတကုန်းနဲ့ပစီရွာဖျားကုန်းကိုအေးအေးနဲ့ပူပေါင်းတက်တို့ကအခုရက်ပိုင်းအတွင်းမှာထပ်မံတင်ထားတယ်လို့သတင်းရင်းမြစ်ကပြောပါရယ်။နှက်ရီကန်လမ်းဟောင်းပိုင်းကမျက်နှချင်းဆိုင်ကာကင်းကုန်းပေါ်တင်တာအနည်းဆုံးကာကင်းကုန်း ပြီးတော့နောက်တနေရာကရိုးဘော်ကပဲပစီရွာနာကကုန်းတကုန်းကိုတင်းထားတယ်လို့ပြောပါတယ်။ပစီနဲ့လိုင်ရွာကြားမှာရှိတဲ့ပတ်ဝန်းကျင်အနီးတစ်ဝိုက်ကိုအေအေနဲ့ပူပေါင်းရေးတပ်တို့ကတင်းပိုက်ထားတော့လဲနောက်ဆုတ်သွားတဲ့အကြမ်းဖက်စစ်တပ်ကတပ်ဖွဲ့ဝင်တွေနဲ့အစ်စ်ထက်မှန်စစ်ကြောင်းထိုးလာတဲ့အတွက်ကြောင့်စစ်ကြောင်းတို့ပူပေါင်းကတင်းစီးထားတဲ့နေရာတွေကိုထိုးစစ်ဆင်လာတာကြောင့်ပစီရွာတောင်အောက်ပတ်ဝန်းကျင်မှာတိုက်ပွဲဖြစ်ပွားလျက်ရှိတယ်လို့သတင်းရင်းမြစ်တအူးကပြောပါတယ်။ လက်ရှိမှာနတ်ရေကန်ဘျူဟာဂုံးတောင်ကိုရအောင်လန်ဟောင်းလန်းတဲ့နဲ့ထိုးပေါက်နေတဲ့စစ်ကြောင်းနှစ်ကြောင်းနဲ့ဂုတ်ကြီးရွာအနီနာတဝိုက်ပစီနဲ့လှန်ရွာကြားတို့မှာအေအေနဲ့တိုက်ပွဲတွေဖြစ်ပွားလျက်ရှိကြောင်းသိရှိရပါတယ်။ ဒါအပြင်နေရီကန်လေချောင်းရံကာကွယ်ရေးတပ်ကိုစားနယ်ရိတ်ခါထောက်ပို့နဲ့အင်အားဖြည့်နိုင်ဖို့အတွက်ကပစ14နဲ့ဇမျုံးဘက်ကလမ်းဟောင်းလမ်းကိုအကြမ်းဖက်စစ်တပ်ကအင်အား900နဲ့စစ်ကြောင်းထိုးပြီးရှေ့ကိုရှီတက်လမ်းဖောက်နေကြောင်းလည်းသိရပါဗျ။နေရီကန်လေချောင်းကာကွယ်ရေးဗျူဟာကုန်းမှာအဖက်ဖက်ကဝန်းရံပိတ်ဆို့ခံထားရပြီးစားနယ်ရိတ်ခါများပြက်လက်လျက်ရှိကြောင်းသိရပါဗျရှင်။ နောက်ထပ်သတင်းတစ်ပုဒ်အနေနဲ့ မန္တလေးတိုင်းမြင်းကြံမြို့ကနေစစ်ကော်မရှင်တပ်ဖွဲ့ဝင်တွေလိုက်ပါလာတဲ့ကားတွေကိုဒေသခံတော်လှန်ရေးတပ်တွေကကြားဖြတ်တိုက်ခိုက်ပြီးလက်နက်တွေသိမ်းဆီးခဲ့တယ်လို့မြင်းကြံခရိုင်တပ်ရင်း90ပျောက်ကြားတပ်မဟာထံကသိရှိရပါတယ်။အော်တိုဘာလ22ရက်နေ့မနက်ပိုင်းကစစ်ကော်မရှင်တပ်တွေလိုက်ပါလာတဲ့ Devil Cat ကား3စီးကိုမြင်းကြံနှထိုးကြီးလမ်းပိုင်းတနေရာမှာတိုက်ခိုက်ခဲ့ရမှာကား3စီးစလုံးကိုထိမှန်ခဲ့ပြီးတိုက်ခိုက်နေချိန်မှာပဲကားတစ်စီးကိုထားခဲ့ပြီးကြံနှစ်စီးနဲ့ ့ထွက်ပြေးသွားကြတယ်လို့ဆိုပါတယ်။နောက်ဆုံးမှာကြံနဲ့ကြံမတင်ထားတဲ့ double cut ကားတစ်စီးကမောင်းလို့ခက်ခဲတာတကြောင်ရန်သူကဘယ်ညာအရှိအနောက်ဘက်မှာရှိနေတာကတကြောင်ဒီစစ်စင်ရေးကိုမိနစ်20လောက်နဲ့ပေါ်ဆောင်ပြီးအမြန်ခွာဆုတ်ခဲ့ရတဲ့အတွက်ကြောင့်ကားတွေလည်းမတည်နိုင်ဘူးကြံနေတဲ့ double cut နဲ့ဂျမ်မာကားကိုလက်ပစ်ပုံးနဲ့ခွဲပြီးတော့ကျွန်တော်တို့ခွာစစ်စင်ပြီးတော့ဆုတ်ခဲ့ရတယ်လို့0ပျောက်ကြားတက်မဟာတက်ရင်ခုနှစ်ငင်းကြံခရိုင်တက်ရင်မှုကိုတက်ကြီးကပြောပါတယ် ိုက်ခိုက်ပြီးနောက် MA1 တလက် MA3 တလက်နဲ့ G3 တလက်တို့ကိုတင်စီရရှိခဲ့ပြီးကြံခဲ့တဲ့ကားပေါ်မှာလည်းတေဆုံးစစ်သားအလောင်းတလောင်းကိုမျက်မြင်တွေ့ခဲ့ရတယ်လို့ဆိုပါတယ်ဒီတိုက်ခိုက်မှုကို0ပျောက်ကြားတက်မဟာတက်ရင်ခုနှစ်မြင်းကြံခရိုင်နဲ့မြင်းကြံခရိုင်အမှတ်ရှိတက်ရင်တို့ကပူးပေါင်းလှုပ်ဆောင်ခဲ့တာပါပြီးခဲ့တဲ့ဇူလိုင်လ3ရက်ကလည်းမြို့သားကနေငစွန်ဘက်ကိုရိတ်ခါပို့တဲ့စစ်ကြောင်းကိုမြို့သားနဲ့ငစွန်ချားမှာ ဇီရိုပြတ်ကြားတက်မဟာကကြားဖြတ်တိုက်ခိုက်ခဲ့ပါသေးကြောင်းသိရှိရပါတယ်ရှင်။နောက်ထပ်သတင်းတစ်ပုဒ်အနေနဲ့ရန်ကုန်နဲ့မန္တလေးကအွန်လိုင်းလောင်းကစားလုပ်ငန်းလုပ်ကင်နေသူ29ယောက်ကိုဖမ်းဆီးခဲ့တဲ့အကြောင်း အာနာသိန်းစစ်တပ်ကအော်တိုဘာလ24ရက်နေ့ကထုတ်ပြန်ထားကြောင်းသိရှိရပါတယ်။ ရန်ကုန်ကနေဖမ်းဆီးရရှိမိသူတွေဟာ14ယောက်ဖြစ်ပြီးပြီးခဲ့တဲ့အောက်တိုဘာလ14ရက်နေ့ကဖမ်းဆီးခဲ့ကဆက်ဆက်ပစ္စည်းတွေကိုလည်းသိမ်းဆီးရမိခဲ့တယ်လို့ဆိုပါတယ်။သိမ်းဆီးရမိတဲ့ပစ္စည်းတွေကတော့ဖုန်း23လုံးနဲ့ကား3စီးတို့ဖြစ်ပြီးအောက်တိုဘာလ15ရက်နေ့မှာလည်းလူ3ယောက်နဲ့အတူဖုန်း5လုံးကား3စီးတို့ကိုထပ်မံသိမ်းဆီးရမိတယ်လို့ထုတ်ပြန်ထားပါတယ်။ အလားတူအော်တိုဘာလ16ရက်နေ့မှာမန္တလေးတိုင်းပြည်ဦးလွင်မြို့ကလောင်ကစားလုပ်ငန်းလုပ်ကင်သူ3ယောက်ကိုဖုန်းခုနှစ်လုံး၊ laptop တစ်လုံး၊ကားတစ်စီးနဲ့အတူဖမ်းဆီးကာမဟာအောင်မြေမြို့နယ်က2ယောက်ကိုလည်းဖုန်း5လုံး၊ laptop တစ်လုံး၊ကားတစ်စီးနဲ့ဖမ်းဆီးခဲ့တယ်လို့သိရပါဗျ။ထပ်မံပြီးအော်တိုဝါလ20ရက်နေ့မှာလဲရန်ကုန်တိုင်းတကုံမြို့တိအရှိပိုင်းမြို့နယ်က9ရောက်နဲ့အတူ ုံကိုလုံးတက်ဘလက်နှလုံးတို့ကိုအတီးတီးဖမ်းဆီးခဲ့တာဖြစ်တယ်လို့ဆိုထားပါဗျ။ အခုလိုဖန်ဆင်းမှုတွေကိုစစ်တပ်ကအယောင်ပြဖန်ဆင်းမှုတွေအပြေမကြခဏလုတ်တက်တာကြောင့်ဒီတစ်ခေါက်ဖန်ဆင်းမှုကလည်းရွေးကောက်ပွဲနီးလာပြီးဖြစ်တာကြောင့်အဖမ်းပြတာမျိုးဖြစ်တယ်လို့ဝေဖန်တန်တွေလည်းရှိနေပါတယ်စစ်တပ်ရဲ့ထုတ်ပြန်ချက်အရတော့ဖန်ဆင်းခံရသူ28ယောက်လုံးဟာပေါ်လုံးလောင်းကစား website တွေမှာအေဂျင့်တွေအဖြစ်လုတ်ကင်နေတာဖြစ်ပြီးလုတ်ကင်ပုံအစစ်စစ်ကိုလည်းဖော်ထုတ်သိရှိထားကအမှုဖွင့်အရေးယူသွားမှာ ဖြစ်တယ်လို့သိရှိရပါတယ်ရှင် ောက်ထပ်သတင်းတပုတ်အနေနဲ့ရခိုင်ပြည်မောင်တော်မြို့နယ်အတွင်းအပြစ်မဲ့ဒေသခံပြည်သူအရက်သားတွေကိုအာစာအကြမ်းဖက်အဖွဲ့ကဖမ်းဆီးခြင်းတပ်ဖြတ်ခြင်းနဲ့လူရဲချင်းတွေကိုယခုရက်ပိုင်းမှာဇက်တိုက်ပြုလုပ်နေကြောင်းဒေသခံတွေထံကသိရှိရပါတယ်။မနေ့ကအော်တိုဘားလ24ရက်မနက်7:00နာရီခန့်က မောင်တော်မြို့နယ်ကင်းချောင်းကြီးရွာမှာအသက်16နှစ်အရွယ်အမျိုးသမီးတဦးနဲ့အမျိုးသားနှစ်ဦးတို့ကိုအာစာအကြမ်းဖက်အဖွဲ့ကဖမ်းဆီးသွားကြောင်းသိရှိရပါတယ်။တနက်ဓာတ်အဖြစ်အစုံနဲ့လူ၁၀ယောက်လောက်ပါတဲ့အာစာအကြမ်းဖက်အဖွဲ့ဟာမေယူတောင်တန်းအနီးနွားကျောင်းနေတဲ့ကင်းချောင်းရွာသား6ဦးကိုဖမ်းဆီးသွားတာဖြစ်ပြီးအဲ့ဒီအထက်က3ဦးကထွက်ပြေးလွတ်မြောက်လာပေမဲ့လည်းအသက်16နှစ်အရွယ် မတ်မီစန်တာအသက်20အရွယ်မောင်ထွန်းအေးနဲ့အသက်42နှစ်အရွယ်ဥပထွန်းတို့ကိုအာစာကဆက်လက်ဖမ်းဆီးသွားကြောင်းသိရှိရပါတယ်။အခုထိတော့ပြန်လွတ်လာတာမျိုးမရှိသေးဘူး။မိသားစုဝင်တွေကတော့အရန်စိုးရိမ်နေကြပါတယ်။အကျန်းဖက်အာစာတွေကမောင်တော်မျိုးနဲ့မှာတော်တော်လေးကိုတောင်းကျမ်းလာပါတယ်။ဒေသခံတွေကလည်းဘယ်ကိုမှမသွားရတဲ့အခြေအနေဖြစ်လာပါတယ်။ လုံခြုံမှုမရှိတဲ့စိုးရိမ်စိတ်တွေခံစားချက်တွေဖြစ်ပေါ်နေကြပါတယ်လို့မောင်တော်ဒေတာခန်တဦးကပြောပြထားပါတယ်။အော်တိုဘာလ22ရက်နေ့နေ့လယ်ပိုင်းကလည်းမောင်တော်မြို့နယ်တောင်ပိုင်းနဲ့ရသေးတောင်မြို့နယ်ကြားမှာရှိတဲ့မြို့ရွကျေးရွာအရှိတ်ဒလားအနီးမှာဈေးဝယ်ပြီးပြန်လာတဲ့ခရီးသည်တင်ကားတစ်စီးကိုအာစာအကြမ်းဖက်အဖွဲ့ကခြုံကိုတိုက်ခိုက်ပစ်ခတ်တပ်ဖြတ်ခဲ့ပါသေးတယ်။ အဲ့ဒီလိုတက်ဖြတ်မှုမှာအမျိုးသမီး2ဦးတည်ဆုံးခဲ့ပြီးအသက်3နှစ်အရွယ်ကလေး2ဦးအမျိုးသမီး2ဦးနဲ့အမျိုးသား2ဦးထိခိုက်ဒဏ်ရာရရှိခဲ့ပါတယ်။တည်ဆုံးသွားတဲ့အမျိုးသမီး2ဦးဟာအသက်30အရွယ်မတ်ဝေဝေဆိုးနဲ့အသက်40အရွယ်ဒေါ်နိုင်နိုင်ဆွေတို့ဖြစ်ပြီးဒဏ်ရာရရှိသူ3ဦးကတော့မတ်ဝေဝေဆိုးရဲ့သမီးငယ်အသက်3နှစ်အရွယ်ခိုင်မြတ်မွန်အသက်30အရွယ်ကိုထွန်းဝင်းနဲ့အသက်25နှစ်အရွယ် Mountain Tree တို့ဖြစ်ပါတယ်။ရတိတော်မြို့နယ်ဇေဒီပြင်ရွာကနေဈေးဝယ်ပြီးပြန်လာကြတဲ့မောင်တော်မြို့နယ်ကြောက်ဘူးကျေးရွာဒေသခံတွေဖြစ်ပြီးကုန်ပစ္စည်းတွေကိုတော့အာစာအဖွဲ့ကယူဆောင်သွားကြောင်းသိရှိရပါတယ်ရှင်။ ကရင်ပြည်နယ်ထိုင်းမြန်မာနယ်ဆက်မြဝတီမြို့နယ် KK Park မှာကြားဖြန့်လက်ကြီးတရုတ်လုပ်ငန်းရှင်တွေအပါအဝင် အရေးပါသူတွေကိုစစ်တပ်လက်အောက်ခံကရင်နယ်သားဆောင်တက် BGF ကစောချစ်သူတင်ဝင်းနဲ့မုတ်တုံတို့ကခေါ်ထုတ်သွားပြီးရွှေကုတ်ကိုအပါအဝင်ဘေးကင်းရာနေရာတွေမှာခိုလုံခွင့်ပေးထားကြောင်းစုံစမ်းသိရှိရပါတယ်။အောက်တိုဘာလ22ရက်နေ့ကလည်း BGF ကစောချစ်သူတင်ဝင်းနဲ့မုတ်တုံတို့က KK Park က ြားဖြန့်တရုတ်တထေးတွေအွန်လိုင်းနည်းပညာဆိုင်ရာပညာရှင်များအပါအဝင် အရေးပါသူတွေကိုခေါ်ထုတ်သွားပြီးတချို့ကရွှေကုတ်ကိုမှရောက်ရှိကာတချို့ကတော့ BGF ကအထူးစီစဉ်ပေးထားတဲ့နေရာတွေမှာယာယီခိုလုံနေကြကြောင်းသိရှိရပါတယ်။အော်တိုဘာလ22ရက်နေ့ကလည်း BGF ကစောချစ်သူတင်ဝင်းနဲ့မုတ်တုံတို့က KK Pack ကကြားဖြန်တဲ့ဥတတိ online နည်းပညာဆိုင်ရာပညာရှင်တွေအပါအဝင် အရေးပါသူတွေကိုခေါ်ထုတ်သွားပြီးတချို့ကိုရွှေကုတ်ကိုမှရောက်ရှိနေပြီးတချို့ကတော့ BGF ကအထူးစီစဉ်ပေးထားတဲ့နေရာတွေမှာယာယီခိုးလုံနေကြကြောင်းသိရှိရပါတယ်။ KK Pack ကကြားဖြန်တရုတ်တထေးတွေအပါအဝင် အရေးပါသူတွေကို BGF ကအထူးစီစဉ်နဲ့ရွှေ့ပြောင်းပေးရမှာမြဝတီ2.5ဂိတ်၊သင်္ကန်းညီနောင်ဂိတ်၊ကော့ဂရိတ်6တိုင်ဂိတ် ကျုံတိုးဂိတ်အပါအဝင်စစ်တပ်ဂိတ်တွေလမ်းကြောင်းဖွင့်ပေးထားကြောင်းသိရှိရပါတယ်။ ထိုင်းနိုင်ငံမဲဆောက်မြို့ဘက်ကိုမြဝတီမြို့နယ် KK Park မှာထွက်ပြေးလာတဲ့နိုင်ငံသားတွေအများစုဟာတရုတ်နိုင်ငံသားတွေဖြစ်ကြောင်းလက်ရှိထောက်ခရိုင်လူဝင်မှုကြီးကြပ်ရေးကလည်းစီးစစ်မှုတွေလှုပ်ဆောင်နေပြီးသက်ဆိုင်ရာတရုတ်တန်ရုံနဲ့ချိတ်ဆက်ကူညီဆောင်ရွက်ရန်လည်းစီစဉ်ရှိနေကြောင်းစီးစစ်မှုများမှာပါဝင်ကူညီပေးနေတဲ့တရုတ်မြန်မာထိုင်းစကပြန်တချို့ထံမှသိရှိရပါတယ် KK Part မှာ BGF ကအထက်ကလုံခြုံရေးယူတာဝန်ယူတိစောက်ထားတဲ့ online ကြားဖြန့်စင်တာတစ်ခု ခုဖြစ်ပြီးမြဝတီမြို့နယ်မေထော်တလေးကျေးရွာအနီးထိုင်းမြန်မာနယ်စပ်တောင်ရင်မြစ်ကမ်းဘေးမှာတည်ရှိတာဖြစ်ကြောင်းသိရှိရပါတယ်ရှင်။နောက်ဆုံးရသတင်းတွေကိုတင်ဆက်ပေးခဲ့တာပါ။ကြည့်ရှုအားပေးကြတဲ့အတွက်ကျေးဇူးတင်ပါတယ်။